ဒီဗီဒီယိုကြည့်ပြီးရင်တော့တင်ဟာဘလောက်တောင်ကန်ကောင်းလိုက်တဲ့လူလဲဆိုတာနားလည်သွားမှာပါတင်တော်မြောက်ကိုဤရားမှာမွေးခဲ့ရင်ဘာတွေဖြစ်မလဲစဉ်းစားကြည့်ပါအရင်ဦးဆုံးအဲ့ဒီမှာရှိတဲ့အစိုးရအတင့်ကိုဘာလုပ်ရမလဲဘလို့ပုံစံနေရမလဲဘာဝေးရမလဲဘလို့သဘင်ပုံစံထားရမလဲရွေးချယ်စာတချို့ကိုပြောပြပေးပါလိမ့်မယ်အကြွေတင်ဟာသူတို့ပြောသလိုမလုပ်ခဲ့ရင်တင့်အိမ်မှာအဲ့ဒီဟာအာနာရှင်ရဲ့ပုံလဲအပေါ်ဆုံးအချိတ်ထားရမယ်အဲ့ဒီပုံပေါ်မှာဖုံးတက်နေတာဖြစ်ဖြစ်အကြွေအိမ်မီးတောင်လို့ဓာတ်ပုံကိုမယူပဲတင့်မိသားစုဝင်တွေကိုကယ်လိုက်တယ်ဆိုရင်တော့မြောက်ကိုရီးယားရဲ့ခေါင်းဆောင်တယောက်ဒီဇင်ဘာမှာတည်ဆုံသွားခဲ့တယ် အဲ့ဒီမှာဒီဇင်ဘာလတင်တဲ့မှာပြုံးကြီးတာကိုတားမြစ်ထားပါတယ်အကယ်၍တယောက်ယောက်ကပြုံးခဲ့ရင်မြောက်ကိုရီးယားမှာအင်တာနက်ဆိုရှယ်မီဒီယာ TV channel ဘာမှမရှိပါဘူးအစိုးရဘက်ကထုတ်လွှင့်ပေးတဲ့ channel နှစ်ခုသုံးခုနဲ့အစိုးရဘက်ကပြုလုပ်ပေးတဲ့ website တချို့သာရှိပါတယ်အသက်18နှစ်ရဲ့ရွယ်သားရှိတဲ့ကောင်လေးတယောက်တော်ဆိုရင်အားကစားကွင်းထဲမှာတက်ပစ်လိုက်ပါတယ်အကြောင်းရင်းကတော့သူဟာအပြင်ကနေပြီးတော့တချင်းကိုနားထောင်နေခဲ့တင်းသာအရီလိုပြင်းမှုတစ်ခုခုလှုပ်ခိုင်းရင်တင်းရဲ့မျိုးဆက်30လောက်ထိအပြစ်ဒဏ်ခံရမှာပါအကယ်၍တင်းရဲ့ဖိုးသားပြင်းမှုတစ်ခုကိုလှုပ်ခိုင်းရင်တင်းလည်းအပြစ်ဒဏ်ခံရမှာ တင်မဲပြီးတဲ့ခါမှလည်းပါတီတစ်ခုတည်းရှိတာကိုမဲမပြီးရင်လည်းအသက်ခံရပါမယ်။တင်မြောက်ကိုရီးယားနိုင်ငံကနေထွက်ပြေးလို့မရပါဘူး။ထွက်ပြေးလို့မရင်လည်းအသက်ခံရမယ်။အဲ့ဒီအပြင်တင်ဟာအဲ့ဒီအစိုးရရဲ့မကောင်းကြောင်းကိုလည်းပြောဆိုခွင့်မရှိပါဘူး။မဟုတ်ရင်တော့အော်